မရဲသားကိုဘာပြောလို့ဆိုတော့မင်းလူဘွားတုန်းကပထမနတ်တမန်ကိုမမြင်ခဲ့ဘူးလားမြင်ခဲ့ပါဘူးတဲ့နတ်တမန်ဆိုရင် तू ကနတ်ဝဏ္ဏစားတွေနဲ့လို့ထင်နေမှာ ਉ အဲ့တော့နတ်တမန်ဆိုတာပထမနတ်တမန်ဆိုတာဘာပြောအောင်ဆိုတော့မွေးကာစားကလေးလေးကိုပြောတာအဲ့ရတယ်မှာပက်လက်ရေစားလို့လည်းမတောင်းနိုင်သမင်းစားလို့လည်းမတောင်းနိုင်ကျင်ကြီးကျင်ငယ်ဆွညင်လို့လည်းမပြောတဲ့ဘာဖြစ်ချင်လို့မှလည်းမလုပ်တဲ့ရားလို့လည်းမကုတ်တဲ့နေကြီးနော်အဲ့ရတဲ့ကိုကလေးတုန်းကဒုက္ခမမှတ်မိလို့လားဟုတ်လားအဲ့ကလေးတုန်းကဒုက္ခကို၃ရက်လောက်မြန်နေရမှာဆိုဘယ်လိုနေမှာလဲ အဲ့ဒါပထမနတ်တမန်ပဲတဲ့သံဝေကရစရာကောင်းစဉ်းစားကြည့်ဒါပဲကျွတ်တော့အဲ့ဒါကိုတွေးကိုမတွေးလေမြင်ဘလပဲတွေးတာဟဲ့ချ်ရာလေးလတွေးကလေးဒုခရောက်နေတာမြင်သလားမြင်မှုကလေးကဒုက္ခရောက်နေတာတကယ်ကဟုတ်လားဒါပိုက်ထဲနေရတဲ့အနေအထားမပါသေးဘူးနော်ဟုတ်လားအဲ့ဒါကိုမြင်တဲ့အခါမှာဩမွေးဖွားတဲ့လူရဲ့အစဆင်းရဲလာပါလား ငါဒီလိုဆင်းရဲတဲ့အနေအထားမျိုးကြီးကိုနောက်ထပ်မရောက်ဖို့အတွက်ငါကောင်းတာကိုလုံးဝဖြစ်မှာပါလားဒီလိုအတွေးမျိုးမပေါ်ခဲ့ဘူးလားတဲ့ပထမနတ်တမန်ကိုမြင်ပြီးတော့နာသခိတ်တံပန်နေပမာဒတ်တံပန်နေစကလုံးလေးနှလုံးနာသခိတ်တံပန်နေမစွန်းနိုင်ခဲ့ပါဘူးအရှင်ယမမင်းကြီးကိုအရှင်လို့ခေါ်တာနော်ကျွန်တော်မစွန်းနိုင်ခဲ့ဘူးပမာဒတ်တံပန်နေမေးလျော့ခဲ့ပါတယ်အရှင်အေးဟုတ်ပြီအဲ့လိုဆိုရင်မင်းဒုတိယနတ်တမန်ကိုမင်းမြင်ခဲ့ဘူးလား မသိဘူးဒုတိယနတ္တမံပါမှာဒုတိယနတ္တမံဆိုတာဘာတုံးဆိုတော့အိမ်ရဲ့အချင်းရနေလို့တဲ့ဖះပေးတဲ့ဥပမာလေးကွေးနေတယ်ပေါ့နော်60ဒီဂရီတော့မရှိဘူးကွေးနေတယ်အဘာမဆိုလူအိုပြောတာနော်အယိုးပြိုင်ပြိုင်ထားပြီးတော့တောင်ွေးလက်ဆွဲပြီးတော့နော်ဆင်းရဲတဲ့လူအိုအိုပြီးဆိုရင်ဆင်းရဲတော့တာပဲသူရှိတဲ့ပတ်စံကကောက်နေတာမဟုတ်ဟုတ်လားအဲ့ဒီလူအိုမြင်တဲ့အခါမှာအော်ဘဝကဒီလိုကြီးဖြစ်တတ်တာပါလားဒီလိုဘဝမျိုးကိုငါရထားတာပါလား အဲ့ဒီအချိန်မှာကောင်းတာလုပ်ဖို့မလွယ်ပါလားအဲ့တော့မအိုသေးခင်ကငါကောင်းတာကိုလုံမှပြောမှတွေးမှဖြစ်မှာပါလားလို့ဒီလိုစိတ်မျိုးမပေါ်ခဲ့ဘူးလားဆိုတော့ဘာဖြစ်လို့ဆိုနာတခိတ်တံပံနေပမာဒတံပံနေမစွန်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါအဲ့လိုဆိုရင်ကွယ်မင်းတတိယနတ္တမံကိုမမြင်ခဲ့ဘူးလားမသိဘူးတတိယနတ္တမံတတိယနတ္တမံဘာအောင်ဆိုနာခြင်းတရားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့အိရာထဲမှာတဲ့ကိုယ့်ရဲ့ကျင်ကြီးကျင်ငယ်ထဲမှာလူလဲနေတဲ့ ညောင်လို့တောင်ဟိုဘက်ကိုမလှဲနိုင်နဲ့သူများလှဲပေးမှသူများထူမှထားရတဲ့ကိုယ့်ရဲ့ကျင်ကြီးကျင်ငယ်ထဲမှာပဲဘာလို့နော်လူလဲနေရတဲ့အနေထားဒါပါတော့တတိယနတ်တမဒီခန္ဓာကိုယ်ကြီးကဘာမှစိတ်ချရတာမဟုတ်ဘူးနော်လေးမဖြတ်ဘူးလို့ဘယ်သူမှအာမခံတဲ့မပေးနိုင်ဘူးဟုတ်လားဘဝထောင်မဲ့တကယ်တမ်းကကျွတော့အဝိဇ္ဇာဖုံးနေလို့ဘာမှမသိတာဟုတ်လားဘာမှကိုလှုပ်ချင်တယ်လို့တချို့ကိစ္စကလှုပ်လို့မရဘူးကိုစိုးကိုပိုင်ရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားအချုပ်ထောင်လို့ပြောတာ <laughs> အဲ့တော့အဲ့ဒီတတိယနတ္တမံကိုမြင်တော့အော်ဒီအနေသားကြီးရောက်သွားရင်တော့ဘလို့မှကောင်းတာလုပ်ဖို့ဆိုတာမလွယ်တော့ဘူးငါတန်လုံးမြန်လုံးမာလုံးကောင်းလုံးလုပ်အောင်မှပဲလို့အတွေ့အလေးမျိုးမပေါ်ခဲ့ဘူးလားဆိုတော့သူဘလို့ဖြေတော့မစွန့်နိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါလေသရုဋ္ဌနတ္တမံနဲ့သရုဋ္ဌနတ္တမံဘာတုံးဆိုတော့ဟိုအချုပ်တွေထောင်နေတဲ့ကိုရောက်နေအကြောင်းမျိုးမျိုးရာဇဝမှုကြောင့်ရောက်နေတဲ့လူတွေကိုပြောတာသူတို့ဘဝကလည်းဆင်းရဲနော်လွတ်လပ်မှုမရှိဘူး နော်သူတို့ဆန္ဒနဲ့သူတို့နေရတာမဟုတ်ဘူးဟောဒီသဘောလေးတွေတဘောမှာအခြေအနေမကောင်းလို့ရှိရင်ကံအကြောင်းမလှရင်တခါတလေအပြစ်မလို့ဖဲနဲ့လည်းပဲထောင်ထဲရောက်သွားတယ်လေရှိတဲ့သေးတယ်တထောင်သားကိုလည်းမျက်စွာဘုရားနတ်တမန်ထဲမှာထည့်ပြီးတော့ဟောဒုက္ခများလုံးလို့ဒီဒုက္ခကိုမြင်ပြီးတော့ဒီဒုက္ခလွတ်ရဖို့ရောက်အောင်လုပ်ဖို့တော့သူဒီမင်းလင်တွန်းအားတစ်ခုဖြစ်နေလို့သူ့ကိုလည်းနတ်တမန်ထဲမှာထည့်ဟုတ်လားနောက်ဆုံးနတ်တမန်ကဘာတော့ဆိုတော့သေခြင်းတရားမလုံမရှက် လဲလျောင်းနေတဲ့ဘာလေးမှတော့မလှုပ်တော့တဲ့ချင်းအုံးနေတာတောင်မချောက်နိုင်တော့တဲ့မြင်အောင်ကြည့်ကြည့်လိုက် ဟုတ်လားရှင်တို့ကကိုအစိုးတရားရှိခဲ့ပါတယ်ဆိုတဲ့လက်ကလေးတွေဒီတိုင်းပဲမြင်ကြည့်လိုက်ဘုမောတခါလေးတေချင်းတရားကိုစဉ်းစားရင်ငါလက်လေးတွေကတချင်းချင်းလှုပ်တော့မှာမဟုတ်တော့ဘူးမာတောင့်အေးဆက်ပြီးအကုန်လုံးကဒီတိုင်းပဲရုပ်ပြက်ချင်းပဲသွားမှာစဉ်းစားကြည့်တောင်းစုံကနေစဉ်းစားကြည့်ရတေချင်းတရားကိုဟုတ်လား အဲ့ဒီသေခြင်းတရားကိုမြင်ရတာကိုမြတ်စွာဘုရားဘာပြောလို့ပြင်စမနတ္တမသူဒီနတ္တမပဲနော်နတ်အဖြစ်ကိုပြုတ်တတ်တယ်နတ်အဖြစ်ကိုပြုတ်တယ်ဆိုမှသူဒီစာလေးကဖွင့်ထားတာနတ်ပြည်ကနတ်လောက်တယ်မကဘူးနော်ဝိတုဒ္ဓိနတ်လို့ဆိုတဲ့တရားဓုတရားမြတ်ကိုရတဲ့နောက်ဆုံးရဟန္တာဖြစ်တာဝိတုဒ္ဓိနတ်စင်ကြယ်မှုသူအကြီးမားဆုံးသောနတ်တစ်မျိုးပေါ့နော်ရဟန္တာဖြစ်သွားတာဝိတုဒ္ဓိနတ်လို့ခေါ်အဲ့ဒီအထိရောက်အောင်တော့ဒီအကြောင်းတရားတွန်းအားပေးနိုင် ုန်းတို့မှာအဲ့ဒါအခုကြုံနေတာနော်ကိုကဒါပုံမွန်ပြောရင်တည်းတရားရဲ့ဒုတိယပိုင်းဆိုတာဒါပဲနော်ဟုတ်လားတတိတံဝေကရဖို့ဆိုတာဒါကိုပြောတာပြောနေပြီဒီဟာတွေကမင်းတို့လှုပ်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 လို့ကိုကဘာလုပ်နေတုံးပြောနေကိုကကြားဖို့လိုတယ်မြင်ဖို့လိုတယ်ဟုတ်လားအဲ့ဒီလိုပြင်စမမြောက်နဲ့တမမြင်ရတော့မင်းစိတ်ထဲမှာငါတော့လုံးဝမှဖြစ်မဲဆိုတဲ့အတွေးမျိုးလေးလောက်တော့မပေါ်ခဲ့ဘူးလားဆိုတော့ဘယ်လိုပြောတော့မစွမ်းနိုင်ခဲ့ပါဘူးမေးလျော့ခဲ့ပါနာတက်ခိတ်တံပန်တွေပမာဒတံပန်တွေဟိုအလွန်သဘောကျတယ်ဒီစကားလေးနှခုံး ဘုံတို့ကလည်းအခုအကြောင်းမျိုးမျိုးပြန်ပြီးတော့အဲ့ဒီစကားနှလုံးပဲပြောနေတာပဲဘာကြောင့်မဲဘုံတို့မလုံနိုင်လို့ပဲမလုံမလုံလုံနိုင်ရဲနဲ့မေ့လို့ပဲမလုံမလုံမလုံတာတော့မလုံတာမသွားရင်တော့ဘယ်မှရောက်မှာမဟုတ်ဘူးနော်ကိုယ်ရရမမင်းရှိကြမှာဘုံတို့ကမစွမ်းနိုင်ခဲ့ပါဘူးမေ့လျော့ခဲ့ပါတယ်လို့အဲ့ဒီလိုစကားမျိုးမြန်ပြောရမယ်ဆိုရင်ဘလောက်ဝမ်းနဲ့ကြည်ကွေးစရာကောင်းတော့စဉ်းစားတဲ့အကောင်းနော်အဲ့တော့မြတ်စွာဘုရားဘာဆက်ဟောတော့ဆိုတော့ယဟန်တို့တဲ့ အဲ့ဒီလိုမျိုးဖြစ်တဲ့အခါမှာယမမင်းကဒီငရဲသားကိုကိုင်းမင်းလှုပ်ခဲ့တဲ့အလုပ်ရဲ့အကျိုးရလဒ်ကိုငါမတားနိုင်ဘူးတဘာဝတရားကြီးဒါကြီးကဒါဘယ်သူမှလှုပ်ခဲ့တာမဟုတ်မင်းလှုပ်ခဲ့တာအဲ့တော့မတတ်နိုင်ဘူးဆိုတော့မျက်နှာလှောရငရဲတဲ့ရောက်သွား